ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကအဲဒီ accident ဖြစ်မဲ့စနေနေ့ည9:00နာရီအဲကျွန်တော်နဲ့သူနဲ့အိမ်ကနှစ်အိမ်ပဲကြော်တာလေကျွန်တော်အပြင်မှာညဘက်ခွေးကြောင်းနေတော့သူကမတူးကားလေးပေါ့အ accident ဖြစ်မဲ့ကားလေးထုတ်လာဟိုသူကစနှုတ်ဆက်တယ်ပေါ့ကိုကလည်းညနေတကောင်လေးပြင်မထွက်နဲ့မင်းအိမ်ုံစောစောပြန်ပါညာဆုံးမလိုက်သေးတယ်အဲအဲ့အဲ့ဒါနောက်ဆုံးပြောခဲ့တဲ့အချိန်ပါไอ้ซันซันขึ้นไล่ไงบัวรู้บ่เอี้ยตะมี้เนี่ยต้วยพี่ติ๊วส่องเลย ကိုရီနဲ့ပဲတူတူပဲတူတူစားပြီးကိုရီလက်ပေါ်မှာကြီးပြင်းခဲ့တဲ့ကလေးပေါ့နော်ဟိုသူ့ကိုဆုံးရှုံးရတဲ့အတွက်လည်းရမ်းနှမျောတယ်လို့မိဘရှာကြွေးတဲ့တားလိုက်မှာတယောက်မှုလို့ကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ် အရင်ကစိတ်ကောင်းဖြစ်ပြီပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနာကအမှုပညာ97 7.2ချွေလင်းတော့လို့အရင်လဲဆောလုံးပါလေမိသားစုနဲ့ထပ်တူလွမ်းနေရပါသူနဲ့ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကအဲဒီ accident ဖြစ်မဲ့စနေနေ့ည9:00နာရီအဲကျွန်တော်နဲ့သူနဲ့အိမ်ကနှစ်အိမ်ပဲကျော်တာလေကျွန်တော်အပြင်မှာညဘက်ခွေးကြောင်းနေတော့သူကမတူးကားလေးပေါ့ accident ဖြစ်မဲ့ကားလေးထုတ်လာအဲဒီမှာတောင်းနေတောင်းသူကစနှုတ်ဆက်တယ်ပေါ့ကိုကလည်းညနေတကောင်လေးပြင်မထွက်နဲ့မင်းအိမ်ဆိုးဆိုးပြန်ပါ냐ဆုံးမလိုက်သေးတယ် အဲအဲ့ဒါနောက်ဆုံးပြောခဲ့အချိန်မှာမန်တိုင်းပြောလို့ရှိရင်တော့တပည့်ဆိုတာလဲတာသမီလိုပါဘူး။ဒီကလေးကဟိုးလုံးနဲ့ကဟိုကလေးတယောက်ဆောင်တင်တန်းစပြီးလှုပ်ထဲရပါတော့။သူကစီနီယာကြတယ်။ဒါစမ်းစမ်းခန့်လိုက်ငယ်ဘွားလိုပါလို့အေးကတမီနဲ့တွဲပြီးတယောက်ဆောင်တယ်။ပြီးတော့ဒီကလေးကသူ့မိမအားရင်ခရီးပိုင်ထွက်တော့ကိုရီးယားမိဘတစ်ဖွဲ့ စောင့်ရှောက်ပြီးတော့ခေါ်သွားတာပြောမယ်ဆိုလို့ချင်းကိုရီနဲ့ပဲအတူတူပဲအတူတူစားပြီးကိုရီလက်ပေါ်မှာကြီးပြင်းခဲ့တဲ့ကလေးပေါ့နော်ဒီအရွယ်ရောက်တော့လေဒီသူကအတာပိုင်းကိုသွားကျင်နေဆိုတော့ MRD ဖို့မှအလုပ်လုပ်တယ်ကိုရီဟိုအကြံပြုအကြံပြုတဲ့အနေနဲ့ဟိုစကားလေးပဲပြောနေတယ်ကိုကအကြံပြုတဲ့အကြောင်းလေးပြောပြတယ်နောက်ဆောင်းရင်ဆောင်းရင်နေစီကန်းနေအာဒီတယောက်ဆောင်တယောက်ရဲ့လိုအပ်တဲ့အချက်လက်တွေပြောပြတယ်အဲ့တော့သူဒီ MRD ဖို့မှရက်တည်နေတယ်ဆိုတာလေကိုရီးယားတည်တယ်အလုပ်အရန်ချိုးစားကလေးပါအရန်နှမျောပါ သူကလည်းအများနဲ့စနောက်နေတဲ့ဟိုကြော်တတ်တဲ့ကလေးတယောက်ပေါ့နော်။နောက်မိဘပေါ်လည်းနေပါတယ်။ဆရာသမားတွေကိုလည်းယူသေးလေးစားတယ်ပေါ့။နောက် MRT ဘုကတင်းတစ်ခုလုံးလည်းသူဟိုဘယ်လိုခေါ်မလဲစီစီကိုင်းရှိတယ်ပေါ့လေးစားတယ်ပေါ့နော်။အဲ့အတွက် ဟိုသူ့ကိုဆုံးရှုံးရတဲ့အတွက်လည်းအရန်နှမျောသလို तू ကလည်းမိဘရှာကျွေးတဲ့တားလိမ့်မှာတယောက်မှုလို့ကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ်သူတည်ကြည်နေလားဆွေးနွေးတယ်လောအားကြီးဆွေးနွေးပြောတယ်တော့တည်ယူတယ် ဲ့တော့ဒီကြားထဲမှာမသေးခင်လေးမှာတကူးတကဣန္ဒိယရောက်ညဘက်ကြီးလာကြတော့ပါအဲ့တော့၅ရက်နေရတယ် ောက်ကြောက်အောင်တော့လို့ဆရာဟွာဝင်သွားတော့ nomination ဝင်သွားတော့ပရိသတ်တွေပါဝင်တာနဲ့စင်းနေရပါစာယူတာတို့တာနဲ့စင်းနေရစာထင်မှားတဲ့ဟာလေးက nomination ဝင်သွားတော့ကြည့်ရထားပါအဲ့သွားပေးထားတယ်ရေးဗီဇာလေးတစ်ခုရှိတော့ဟောရေးဗီဇာဟာဒီကလေးနဲ့ကြိုက်တယ်ဆိုတာမြင်းသားနောက်ကလိုက်တယ် နာမည်ကြီးမင်းသားနောက်ကလိုက်တဲ့တပည့်ထီတော်ဘိုးဆိုတာရေးထားတာလည်းရှိတယ်။တပည့်ဦးနာတပည့်သူကမန်တော့ဇာကားထဲမှာတော့မန်တော့မိမ့်မိမ့်အဲ့ဒါလေးအောင်မရိုက်လိုက်ရရှာမရိုက်လိုက်ရရှာအဲ့ဒါလေးဒါလေးရှိတယ်ဆိုပြီးပြီးစားလက်လျှော့ပြီးရောက်ရဘဝကကောင်းမှမဟုတ်ဘူးလားရောက်ပါစေလို့ပဲဆုတောင်းပါတယ်